ိမ်မှာမနက်ဆိုပဲပြုတ်ထမင်းစားတတ်တဲ့သူတွေအတွက်ဒီနေ့တော့မြမရိုးရာစားတာမျိုးဖြစ်တဲ့ best အမတ်တစိတန်ဘူးပဲပြုတ်ကိုထမင်းနဲ့ကြက်တော်နီးနဲ့အစိမ့်ထည့်ပြီးစားပြမှာဖြစ်ပါတယ်ဗျဒီလိုတန်ဘူးနဲ့ပဲပြုတ်ကိုမစားဘူးဆိုရင်တော့ဘယ်လိုစားရမလဲ။အရသာကဘယ်လိုလဲ။တဘူးကိုဘယ်လောက်လဲဆိုတာဒီဗီဒီယိုထဲမှာကိုအသေးစိတ်ရှင်းပြမှာဖြစ်ပါတယ်။ instruction ထဲမှာတော့3မိနစ်ရင်းနှီးပြုတ်ပြီးတော့စားရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ microwave ထဲမှာအလွယ်နီးနေနဲ့နှုတ်လိုက်မှာဖြစ်ပါတယ်ပေပြုတ်ကမက်ဂိုဝေးထဲမှာ3မိနစ်လောက်မီဒီယမ်ဟီးနဲ့နှွေးထားပါမယ်။နှွေးနေတဲ့အချိန်ကြက်သွန်ကြီးအခွန်လွှာပြီးတော့တိပေးပါမယ်။ ာချေအောင်ပဲပြုတ်ကိုတန်ပုံးနဲ့ထားထားတော့လေပဲပြုတ်အနံ့နေရမွှေးနေရပဲပြင်ကပဲပြုတ်တွေကဝယ်တာလို့ပါပဲဗျာငယ်ငယ်ကပဲပြုတ်သမင်းကိုကျုပ်ကြောင်နေစားလာရတဲ့အတွက်ကျွန်တော်အခုလည်းကျုပ်၃လလောက်ကြောင်မှာဖြစ်ပါတယ်ကျုပ်လီလေးရောအကြွတ်တော်ကြီးရောဟာပိုင်းလေး ် share ပါပဲကောလုံးကြော်စရာရှိရာကြော်ထက်စရာရှိရာချက်ပြုတ်စရာရှိရာပြုတ်သွားပြီဆိုရင်တော့အခု ထမင်းထည့်မယ်ထမင်းပေါ်မှာပဲပြုတ်ထည့်ပါမယ်ပဲပြုတ်ထည့်ပြီးရင်စာချုံမုံနဲ့စီထည့်ပါမယ်ဒါရနေရတဲ့အချိန်မှာအိုးကိုပူအောင်လို့မီးတင်ပြီးတော့ရေလေးနှဲငယ်ထည့်ပေးပါမယ်။ ကော်ဖီဖြောပေးရတယ်အဖုံးထင်ပြီးတော့ကြည့်ကြည့်ပါအရင်ခန်းနေပြီဆိုရင်နောက်ထပ်ရေးပါ